မဆာရတိလိုက်တဲ့အချိန်မှာအရက်လဲစိတ်မကောင်းဖြစ်တယ်အဲ့ဒါကြောင့်လာလွတ်အာလာကူငီဖြစ်တာပါရှင်အမွာလေးကဘယ်လောက်ပြုတ်ဆုတ်ဆောင်ရှောက်ရလဲမိခင်တယောက်ရဲ့ဘယ်လောက်ပင်ပန်းမှုရှိလဲသူဆိုရင်နှစ်ယောက်တောင်မဟုတ်ဘူးသုံးယောက်ဆိုတဲ့အခါကျတော့ဒီငီမလေးကဘယ်လောက်တောင်ပင်ပန်းမလဲဆိုတာမဆာရကောင်းကောင်းလေးသူ့ရဲ့ပင်ပန်းမှုသူ့ရဲ့အခက်ခဲတွေကိုဟိုစိတ်ထဲကနေမြင်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မဆာရဒီနေ့ လာကူငီမိတာနဲ့လာကူငီဖြစ်တာပါရှင်15ဘူးဆိုတဲ့အခါကျတော့အသိန်း30ဝန်းကျင်လောက်တော့ရှိမယ်ထင်တယ်အနည်းဆုံးအဲ့ဒါလေးပေါ့เนาะဒါရေမူတွင်းဖြစ်တဲ့အခါကျတော့ จมาตาตาลีนายกสูเลยชูชูเป่าไลอิงจีอ่านไลตะคุคุพิลไลเนาะสุรสุรุซาเต่าได้ชิงมานุเต่าได้ชิงมาอิงจีอะขณะขณะเล่ผู้ลูได้ขาจารอที่มามูด้วยเล่ผิดได้ขาจารอคลีรีเยมัจจาขณะอวัดเล่ผู้ลูได้ชาวยาดาเล่แค่เตะไอราจังอัชชาวอากูลีมีผิดแค่มาลาสุปีอวัดอเฉลีเล่เนเน่ป้าป้าป้าลาได้ชินเฮาอามังเงเน่เนาะเกิดสิสาเรเนาะนักฮองลีเล่สาเร่ ာလဲထည့်လို့ရတယ်မင်္ဂလာပါဟုတ်ကဲ့အော်မင်္ဂလာပါဟုတ်ကဲ့အကြောင်းလေးပြောပြပါဦးဟုတ်ကဲ့ဒီမှာ အမတယောက်ပေါ့နော်သုံးမွားဘူးခလေးမွေးကြီးမှာခက်ခက်ခဲခဲနဲ့ပေါ့နော်အဝတ်စုံရင်းနဲ့ခလေးကိုပြုစုဆောင်ရှောက်ရတယ်ဆိုတာမဆလာတိလိုက်တဲ့အချိန်မှာဒီနေ့အတွက်အာဒီနေ့မှလေးကိုလာသူ့ကိုအတွက်မဆရာရောက်လာတာပါရှင်မင်္ဂလာပါမဟုတ်ကဲ့ဒါလေးလေးအော်အော် sorry ဒီဟာကြတော့ခလေးအဝတ်ပေါ့နော် ောက်ကနေသွားမှလားဘောကနေသွားမှလားဩအကြက်ကြီးလုံးမရှိတော့ဘူးအေးဒီကြီးကြီးလေအရင်သွားလိုက်ခဏတော့နည်းနည်းတော့မင်းဝတ်တော့လေဒီတိုင်းပဲသွားလိုက်မယ်ရတယ် အာဟုတ်ကဲ့ရှင်အာသူ့ကူပေါ့နော်ဒီနာမှာအာခလီမိခင်တယောက်ပေါ့နော်ခလီသုံးယောက်မွေးတယ်သုံးမဘူးမွေးထားတယ်အဝတ်လျှော်ရင်းနဲ့ဘဝကိုခက်ခက်ခဲခဲပင်ပင်ပန်းပန်းနဲ့ခလီကိုပြုတ်ဆူဆောင်ချောက်ရတယ်ဆိုတာမဆာရတိလိုက်တဲ့အချိန်မှာ အရန်လဲစိတ်မကောင်းဖြစ်တယ်အဲ့ဒါကြောင့်လာလှအာလာကူငီဖြစ်တာပါရှင်ဘာဖြစ်လို့လဲဆိုတော့မဆာရလဲမိခင်တယောက်ဖြစ်တယ်ခလီ၅ယောက်မွေးထားတယ် ပီးင်အခုနောက်ဆုံးတာတာလီနှယောက်ဆိုရင်တနည်းနဲ့ငါလာအမွာလေးဖြစ်တယ်ဖြစ်တဲ့ခါကျတော့အမွာလေးကဘလောက်ပြုတ်ဆုဆောင်ရှောက်ရလဲမိခင်တယောက်ရဲ့ဘလောက်ပင်ပန်းမှုရှိလဲသူဆိုရင်နှယောက်တောင်မဟုတ်ဘူးသုံးယောက်ဆိုတဲ့ခါကျတော့ဒီငီမလေးကဘလောက်တောင်ပင်ပန်းမလဲဆိုတာမဆာရကောင်းကောင်းလေးသူ့ရဲ့ပင်ပန်းမှုသူ့ရဲ့အခက်ခဲတွေကိုဟိုစိတ်ထဲကနေမြင်နိုင်တယ်ဗောနော်အဲ့ဒါကြောင့်မဆာရ ဒီနေ့လာကူငီမိတာနဲ့လာကူငီဖြစ်တာပါရှင်อืมဟုတ်ကဲ့ဒီနေ့မင်းတို့ဟိုလေးမှာကြည့်ခုလိုဒါလူပြေတော့မဆာတော့လဲကျေးဇူးအများကြီးတင်ပါတယ်သူကလေးနမုတ်ကလေးတဲ့နိုးရောဝါလင်တောက်ရဟုတ်ဟုတ်ဟုတ်ကဲ့အဲ့ဒါညီမလေးလာပြောပြပါဦးညီမက၃ယောက်ကိုပေါ့ဘလိုတွေညီငယ်တောင်းအကြည့်အဝင်နေတာရေသန်းတက်တည်ကြခဲ့လေ၃ယောက်ရဲ့အဝင်ကိုဘယ်လိုချမ်းခဲ့ရလဲပေါ့အဲ၃ယောက်တော့သူကသူကတော့ပေးတော့မပေးဘူးဒါပေမဲ့ ဟိုခက်ခဲတာတော့တယောက်ကငိုလို့ရှိရင်နောက်တယောက်ကလိုက်ငိုတယ်ဟိုအဲ့လိုငိုတဲ့ခါကျစိတ်နော်နဲ့ညည်ရတယ်ညည်ရဆိုမှလည်းကိုယ့်အဟုပဲရအောင်ထိန်းပြီးတော့ဟိုစောင့်ရှောက်လာတာဒီရထီးတော့ရောက်ပြီဒါကိုသားသမီးတွေဆိုပြီးတော့ပဲအဲ့လိုစိတ်ပဲတွေးနေတယ်ပဲလုံးခဲရတယ်နေရအများကြီးမွေးကြရကပိုက်ကြီးရောခုနှစ်လားလောက်မှဒီဟုတ်ကဲ့ဆေးဥစားအထက်ဆောင်တိုင်းတော့မှပြီးပါလားရှင်။ဝမ်းတာလည်းတမျိုးပါဝမ်းနေတာလည်းတမျိုးပါဆိုတော့ကိုက ဟိုမွေးလာလို့ရှိရင်သားသမီးအတွက်လိုအပ်တာတွေအများကြီးဆိုတော့လေအဲ့ဒါတွေအတွက်လည်းအဆင်မပြေမှုတွေကြောင့်တော့နည်းရလဲပါတယ်ဟိုပျော်တာကြတော့၃ရက်မာဘူးဆိုတော့ပြောတယ်ဟုတ်ကဲ့ပါအဲ့တော့ဝါဝိသွားလျှော်တဲ့အချိန်မှာဆိုတော့ကလေးကိုဘယ်လိုနေကြည့်မှာပြီကလေးကဟိုကြည်ပေးမှန်းသူရှိရင်တော့ကြည်ခိုင်းတယ်မကြည်ပေးမှန်းသူရှိရင်တော့အဲ့အထဲထဲမှာပဲထားပြီးတော့ဟိုမင်းမင်းတွေအစားအကုန်လုံးအကုန်လုံးဆောက်ထားပြီးတော့အကုန်လုံးအပေါ်မှာတင်းစီပြီးတော့အပြင်ကိုတော်လေးခတ်ပြီးကိုယ့်အောက်သွားပြီးတော့လုပ်ဟုတ်ကဲ့ အခုငီမလေးကိုသူ့ရဲ့အကြောင်းသိတာကတပိုင်းလူကိုယ်တိုင် လူချင်းလာ တွေ့တဲ့အချိန်မှာပေါ့နော်သူ့ကိုအယံပဲချီးကျူးတယ်ကျမတို့အာကဘာပေါ်မှာသူ့လူမျိုးစိတ်ဓာတ်ရှိတဲ့မိခင်မျိုးသားအားလုံးကမိခင်မျိုးသူ့လူစိတ်ဓာတ်ရှိခဲ့မယ်ဆိုရင်မိဘမဲ့ကီဟာဆိုတာရှေ့စရာအကြောင်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဒီအဝတ်လျှော်ရင်းနဲ့ကလေး၃ယောက်ကိုပြုစုဆောင်ရှောက်ရတယ်ဆိုတာမိသားစုတစု ဆုံဆုံလင်းလင်းရှိတဲ့မိသားစုတစုတောင်မှလွယ်တဲ့ကိစ္စမဟုတ်ဘူးသူစွင်သူတယောက်တည်းကခလီ၃ယောက်ကိုပြုစုဆောင်ချောက်ရတယ်အာနောက်ထပ်ခလီအထင်းအကူလည်းမရှိဘူးပေါ့နော်သူ့ရဲ့ရေစွင်တတိတဲ့ဟိုသူ့ရဲ့စိတ်ဓာတ်သာဆိုရင်ချင်တစ်တကောင်လို့ပေါ့နော်ရေရင်ပြီးမှ တာသမီးတွေအတွက်အာအင်ရှိတဲ့မိခင်မျိုးရှိတယ်လို့ကျွန်မတော်တော်လေးသူ့ကိုချီးကျူးတယ်ပြင်အားလဲမငယ်နဲ့သူစအရန်ချောတယ်လေနော်သူ့ကိုတွေ့တာနှာခေါင်းတွေကအစမျက်နှာအနေထားကအစအရန်ချောတာဆိုတော့အာဟိုပါလေကျမတို့ဒီသမီးသမီးလေးတွေကိုညီမလေးကအကောင်းဆုံးပြုစုပြုထောင်မယ်အခုလိုမျိုးနဲ့ဆစ်ဆက်သွားမယ်ခြေလှမ်းလှမ်းမယ်ဆိုရင်ဒီသမီးလေးတွေကိုကြည်ချင်းအဖြစ်ကိုကလည်း လုံရဲလာမယ်ပြောရဲလာမယ်ဆူရဲလာမယ်ကျမတို့အာအင်ကုံဆုံတဲ့အချိန်မှာလုံးဝစိတ်တက်ကြတဲ့အချိန်မှာလည်းပဲတမီးလေးတွေကိုတာတမီးလေးတွေကိုကြည့်ချင်းအဖြစ်ဟိုအလုတ်လုတ်ချင်းတဲ့စိတ်နောက်ထပ်ကြိုးစားချင်းတဲ့စိတ်ပေါ့နော်ကျမတို့မိခင်မှာပြန်ရှိလာတယ်အဲဒါကြောင့်ဒီတမီး၃ယောက်ကညီမအတွက်ကျေပွန့်လီပန်းပွန့်လီညီမရဲ့ဘဝအတွက် နောက်ပိုင်းမှာပေါ့နော်အထောက်အကူများကြီးပြုတ်လာမယ်ငီမပင်ပန်းတဲ့အချိန်မှာသူတို့မျက်နှာလေးတွေကိုကြည့်ပြီးမှအစ်ပျော်နေတဲ့အချိန်နှုတ်ဘူးတောက်တဲ့အချိန်နှုတ်ဆူတဲ့အချိန်လေးကိုကြည့်ပြီးမှမိတ္တာတွေကအရှင်ထွက်မယ်ထင်တဲ့အထဲကနေသူတို့လေးတွေကိုကြည့်ချင်းအဖြစ်ကျမတို့ပင်ပန်းတမျက်အကုန်လုံးလဲပြောက်ွယ်သွားတယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်ဒီနေ့ဒီချိန်ထိလဲသူတယောက်တည်းပဲစစ်ဆက်သွားနေတာနော်အရာလဲချီကျူးတယ်သူ့လေอืมๆဟိုကဒီနေ့ကို900ရှစ်လောက်ကုန်လို့လုံးမကတော့600ရောင်တိုက်တယ်ဟုတ်ကဲ့ လုံးမဝမရှိတဲ့ခါကြလို့ရှိရင်ဟိုမုတ်ဆိုင်မှာအကျိုးသေးယူပြီးတော့ကလေးကိုတိုက်ထားရတယ်။အိုးရှိလို့ရတဲ့ပတ်စံပြန်ရမှဟိုဈေးဈေးဆောင်သွားပြီးတော့ပြန်ပြီးပေးလိုက်တယ်ရှင်။အဲ့ဒီလိုအခက်အခဲကြီးဖြစ်တဲ့ခါမှာဒါကိုသားသမီးရောပေါ့နော်ဒါမွေးစားမယ်ဆိုပြတာသူသုံးပေးလိုက်မယ်ဆိုတဲ့အဆုံးချက်ညဘယ်တော့မှတော့မချခဲ့ဘူးချခဲ့ဘူးမပေးဘူးတကားမှလည်းမထေရဘူးအရန်တော်တာအဲ့တော့ကိုကဝယ်မွေးမယ်သူပဲရှိရခါလည်းကိုကကိုပဲရှာတယ်တော်ရွှေပြမှန်းတယ် ။ဒါပေမဲ့လည်းရအောင်ဒီခက်ခဲတွေကြာရအောင်ကြော်လွားမယ်လို့ဆုံးဖြတ်ထားပါတယ်။အော်ဟုတ်ကဲ့ဒါလေးပေါ့နော်ဒီဟာလေးကြတော့အော်ဆိုင်မှာလည်းအကျွေးရှိတယ်လို့ကြားသိထားတယ်။အာသူ့ရဲ့အကျွေးကိုအကုန်တရနေမဆက်နိုင်ခဲ့ရင်လည်းပဲအထောက်အကူနည်းနည်းပါပါတော့ဖြစ်မယ်လို့ထင်တယ်။ဆိုတော့ဂျန်နဲ့အရာ ကြီးကြတော့နုမှုနုမှုကိုအာ စင်ငါထုစင်ငါဘူးကျမပါလာတယ်ဗောနော်ဆိုတော့မဆာရတတလီနှစ်ယောက်လဲဒီနုမှုဘဲတောက်နေတယ်ဗောနော်အဲ့ဒီခါကျတော့နုမှုဘူးနုမှုဆိုရင်အရန်စီကြီးတယ်ဆိုတော့မဆာရအဆိုရင်အာနုမှုဝဲတဲ့နေ့အစဉ်ပတ်စံအများကြီးထွက်တဲ့နေ့ဗောအော်သူလည်းအရန်ကူချင်းစားတယ်သူလည်းအရန်တနာမိတယ်အဲ့ဒါကြောင့်မဆာရတတလီတောက်တဲ့နုမှုလေးကိုဒီငီမလေးတို့တာ မိမိလေးအတွက်အထောက်အကူများဖြစ်ခဲ့မယ်ဆိုရင်ဆိုပြီးမှလာရောက်ကူငေးဖြစ်တာပါရှင်ဟောက်ဟောက်ဒါဒီဟာလေးကြီးကြတော့15ဘူးဆိုတဲ့အခါကြတော့အသိန်း30ဝန်းကျင်လောက်တော့ရှိမယ်ထင်တယ်အနည်းဆုံးအဲ့ဒါလေးပေါ့เนาะဒါရေမူတွင်းဖြစ်တဲ့အခါကြတော့ ကျမအတတလေးနှစ်ယောက်ဆိုလဲရှူရှူပေါက်လိုက်အင်ဂျီအန်လိုက်တခုခုဖြစ်လိုက်နေနော်စူရစူရစားတော့တဲ့ချိန်မှာနုတော့တဲ့ချိန်မှာအင်ဂျီကခဏခဏလဲဖို့လိုတဲ့အခါကျတော့ဒီမှာမူတွင်လဲဖြစ်တဲ့အခါကျတော့ခလေးရီရဲ့မကြာခဏအဝတ်လဲဖို့လိုတယ်၆ရတာလဲခက်တယ်အဲ့ဒါကြောင့်အထောက်အကူလေးများဖြစ်ခဲ့မလားဆိုပြီးအဝတ်အခြေလေးလေးနည်းနည်းပါပါပါလာတယ်ရှင်ဟောက်တော့တုံးမွာဆိုတော့တုံးခုလုံးကတော့အစင်တူလေးစင်တူလေးတော့ ယူလာခြင်းနဲ့ဒါမဲ့နှစ်ခုလေးပဲရတယ်နောက်တစ်ခုကတတ်တတ်အဲ့လိုဖြစ်ဖြစ်သွားတယ်ပေါ့နော်အစုံလေးတွေတော့သူတို့လဲဖို့အတွက်အစုံလေးတွေတော့ဟောက်ပါလာတယ်ရှင်ဟုတ်အဲရှိသေးပြီးတော့လည်းအာတူးလာပါလေဟိုကဟိုသားသမီးတွေဖြစ်တော့လည်းဒီခွဲခဲတွေကိုဖျက်ကြော်နိုင်အောင်ဟိုကဖျက်တမ်းပါမယ်လို့မာလေးဒါမာလေးအာပိစလာတွေကိုဆက်ပြီးပါဟုတ်ကဲ့ရှင်ဟုတ်လုံးဝအာမငယ်ပါနဲ့နော်အာမငယ်ပါနဲ့ဆိုပြီးမှအမစာရပြောခဲ့တယ်ဒါပေမဲ့သူ့မှာဝန်းနေကြီးကွဲရတဲ့အချိန် မို့နော်ကျမရဲ့ဘုံဘွားကဘာဖြစ်လို့ဒီလိုများဖြစ်သွားခဲ့တာလဲဆိုပြီးမှတခါတလေကျရင်သူ့ကိုယ်သူအပစ်တင်တဲ့အချိန်သူတပားကိုကြည့်ပြီးမှတဘောကြတယ်။အော်ကိုကတော့ဒီလိုဖြစ်တယ်ဆိုပြီးမှအားငယ်နေတဲ့အချိန်တော့အများရှိကောင်းရှိမယ်။ဒါပေမဲ့အခုအငီမလေးရဲ့ဆုံးဖြတ်ချက်သာမှန်ကန်တယ်။အခုလိုမျိုးစစ်ဆက်ပြီးမှအားမွေးပြီးမှ အခက်ခဲကိုကြော်ဖြတ်မယ်ဆိုရင်နောက်မှနောက်မကြခင်နှစ်တည်းမှာအောင်မင်းနဲ့မိခင် အတုအယူဆရာကောင်းတဲ့မိခင်ဖြစ်လာမယ်လောကကြီးမှာကျမတို့ကြည့်မယ်မြန်မာနိုင်ငံမှာကျမတို့ကြည့်မယ်ဆိုရင်အောင်မြင်နေတဲ့သူတွေဟာသူတို့ရဲ့ဘဝမှာသူတို့ရဲ့မိသားစုမှာအခက်ခဲလုံးဝမရှိလို့အောင်မြင်နေတာမဟုတ်ဘူးကြီးပွားနေတာမဟုတ်ဘူးသူတို့ရဲ့အခက်ခဲနဲ့အာကျမတို့ရဲ့အခက်ခဲချင်းကမတူညီကြဘူးအားလုံးကအခက်ခဲတော့အနေနဲ့အများတော့ရှိကြတယ်နော်အဲ့ဒါကြောင့်ဒီအခက်ခဲကိုစစ်စစ်ပြီးမှယုံကြည်ခြင်းအဖြစ် ဆက်လက်ပြီးမှအခုတီးခံပြီးမှအကျော်ဖြစ်တယ်လို့မျိုးဆက်လက်ပြီးမှအကျော်ဖြစ်မယ်ဆိုရင်နောက်ငီမလီမကြခင်မလီနောက်နှစ်တီနောက်နှစ်တီမှာအယံကုံယူစရာကောင်းတဲ့မိခင်မိမီလီရီလေးအရွယ်ရောက်လာမယ်နှာပတဲ့ဘဝနှာပတဲ့မိသားစု ဖြစ်လာမယ်နော်လုံးဝအားမငယ်ပါနဲ့လို့ကျမတို့မြန်မာနိုင်ငံကြီးကဟိုပါလေသူတပါခက်ခဲတယ်ဆိုရင်အယံအလှူပေးခြင်းနဲ့လူမျိုးဖြစ်တယ်အကူငီး အကူငီတဲ့ကူငီပိုင်းမှာဟိုအရန်ရက်ရောတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်ဟိုအခုမီဒီယာကနေလဲတွေ့တဲ့သူတွေကလည်းအများကြီးလာလို့ခဲ့တယ်လို့အာလာဟိုဗာလေအခုကနေတွေ့တဲ့သူတွေကလည်းအများကြီးလာကူငီနိုင်တဲ့သူတွေကကူငီဖြစ်မှာပါရှင်။လုံးဝအာမငယ်ပါနဲ့။ငီမတယောက်တည်းမဟုတ်ဘူး။အနောက်မှာကျမတို့အသီးသီးတတ်နိုင်တဲ့လောက်ပန်ပူဖို့ကအစင်တင်ဖြစ်ကြတယ်ဆိုတာဘယ်တော့မှမမြင်နဲ့နော်။ 节奏干嘛嘞？干嘛？去年哪里毕业做的？好给、嗯、吧。